ဟလာဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောဟလာတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာဟလာအမျိုးအမြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသိတယ်ပိုင်းကသိတယ်ဟေးဒီလီလိုအနာကောက်သိလားလို့ငါလုံးမသားမျိုးတွေရဲ့ဟောလည်းတိတော့ပါရှိနေခုလည်းတိတဲ့ကောင်တွေကတိရတဲ့တိတဲ့ကောင်တွေကတိရဆိုတာဒါမင်းအောင်လိုက်မတိဘူးဟောအော်သူပြောနေတာတော့အဲ့လိုဖြစ်နေတယ်သူတုံမှာသူတုံလေမင်းအောင်လိုက်မင်းအောင်လိုက်ကမတိဘူး နော်။နေအောင်လိုက်ပြောနေနော်။ဇော်မဲလုံးခင်ဗျားတို့ပြောနိုင်ငံကြီးကတည့်ရဲ့လူကတည့်တယ်မတည့်ရဲ့လူကမတည့်ဘူး။อืม Okay, အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ားလုံးမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ရဲ့ YouTube channel ပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့အဲဒီနေ့တော့ကျွန်တော်ညီလေးကဲစိန်နေပေါ့နော်ညီကိုနေရောက်အဲကျွန်တော်လည်းဒီ YouTube channel လေးမှာအဲမတင်ဆက်ဖြစ်တာကြာပြီဖြစ်တယ်ပေါ့နော်အဲမိဘပြည်သူများလည်းမျော်နေလောက်ပြီလို့ထင်ပါတယ်ပေါ့ဗျာနော်လွမ်းနေပြီလားလွမ်းနေပြီလားအဲကျွန်တော်ကလည်းအဲတိရတိုင်းပဲကျွန်တော်နှစ်လရှိပြီပေါ့နော်နှစ်လရှိပြီကျွန်တော်ဒီ YouTube ကိုတိတ်ပြီးတော့ကျွန်တော်မလုပ်နိုင်ရင်ပဲကျွန်တော် ခီးတွေထွက်နေရတယ်နော်မြေပြင်နဲ့ဆင်းပြီးတော့ကျွန်တော်တို့မှာရဲဘော်တွေနဲ့တော့တွေ့ပြီးလှုပ်ရှားရှိရလုံနေတဲ့အတွက်ဒါ YouTube ကလည်းမရိုက်ဖြစ်ဘူးဘာလို့ဆိုတော့ဟိုရှေ့တန်းနေမီရောက်သွားရင်လိုင်းရလည်းမမိဘူးလေထုံးလာနိုင်မယ်အဲ့တော့အလုပ်ကလည်းလှုပ်ရတာနည်းနည်းအနောက်ချက်ဟိုနောက်နှေးတာနောက်နှေးတာနော်အခုအခက်ခဲလေးတွေဖြစ်တဲ့အတွက်အဲဒီနေ့တော့ကျွန်တော်မတင်ဆက်ဖြစ်တာကြာပြည့်တဲ့ဒီဘောမရက်ွက်ဟာတာများကျွန်တော်အပိုင်းတရာတော့တော့ဒီဟိုဘိုးကြီးကဲနဲ့ရဲဘော်ညုံနဲ့ကျွန်တော်ညီလေးအေဒင်ကျော်နဲ့ အဲကျွန်တော်လေးရသူတို့ရဲ့ဒီဘာချင်းမြန်မွေးငါချင်းမြန်တက်မထားတာလေအဲ့ဘာကျွန်တော်လာရိုက်ဒီပေါ့ဗျာနော်အဲဆိုတော့ဒီနေ့တော့အပိုင်းတရားနဲ့တက်အပိုင်းတရားတက်ကိုရောက်ရှိလာပြီပေါ့နော်ဟုတ်ကဲ့အပိုင်းတရားတက်အဲကျွန်တော်တို့အပိုင်းတရားတက်ဆိုတော့ကျွန်တော်ရှိယူဗီဒီယိုဖိုင်တွေပို့ထားတာတော့အများကြီးပဲကျွန်တော်ပြောစီခြင်းနဲ့အကြောင်းအရာတွေပို့ထားတာအများကြီးပဲအဲကျွန်တော်ဒီအကြောင်းအရာတွေပဲမိဘပြည်သူများပို့ပေးတဲ့အကြောင်းအရာတွေပဲကျွန်တော်ဒီဘောမရက်ွက်ဟာတာများမှာအဲကျွန်တော်ထည့်ထည့်ပြောတယ်ပေါ့ဗျာနော် ဒါပေမဲ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အတူမကြည့်ခင်ကျွန်တော်တို့ဒီကြံ့ဖို့ရဲ့ဟိုနေပွဲလေးကြောင်းလေးညီလေးတစ်ချက်လောက်ပြောလိုက်အောင်ပါတဲ့ပွဲတက်တဲ့လူတွေကြောင်းလေးတစ်ချက်လောက်နော်အခုဆိုရင်တော့ဒါအဲကြံ့ဖို့ပါတီမှာသွားပြီးတော့ဝန်းရံနေတယ်ဝန်းရံနေတယ်ဝန်းရံနေကျွန်တော်တို့ဘက်ကဒီကျွန်တော်ဘက်ကဆိုတာဟိုလူရှင်တော်ဘက်ကပြောတာပါနော်လူရှင်တော်ဘက်ကသွားပြီးတော့ဘောမှပြီးတော့ဘောရဲ့ဘောငုံနေတဲ့ဒီ အများကြီးပဲလို့ရှိရင်တော့တွေ့ပါပါเนาะသူကိုအဖေရွယ်ကြီးတော့မပြောချင်ဘူးမပြောပါဘူးအဖေရွယ်ကြီးတော့မပြောတော့เนาะအဖေရွယ်ကြီးကတော့မပြောတော့အုံသီးတို့ထုံးတဲ့တိုင်းပေါ့เนาะအများကြီးပဲဟိုလူရှင်အများကြီးပါကြည့်ကြည့်လိုက်เนาะနောက်ကြည့်ရအောင်ပြအောင်မယ်သူတို့ကဘာလို့လဲဆိုတော့ကြာကျွန်တော်တို့ဒီအမေစုခစ်တော့လည်းအဲသူတို့ကြီးပါကြတာပဲဝိုင်းရတာ ပြောနေကြီးချင်းလာတယ်မဟုတ်သူတို့တွေပါမရှက်တာလားဘာလားတော့မသိဘူးဘောနော်တကယ်တကယ်အမေစုခင်တော့လည်းအမအန်ဒီအင်ကြီးတွေနဲ့ဓာတ်ပုံတွေရိုက်ဘယ်လူတွေလဲဒီလူတွေပဲဘယ်လူရှင်တွေလဲဒီလူရှင်တွေပဲကျွန်တော်ကြတော့အခုချိန်ဒီချမ်းဖို့အင်ကြီးနဲ့တကားမအောင်ကျွန်တော်မရိုက်ဘူးသေးဘူးဓာတ်ပုံနော်သူတို့ပါတီဒီရွေးတော့ရိုက်ချင်တယ်လားမဟုတ်ဘူးခွေးတော်နန်းနဲ့မရိုက်ဘူးညီလေးခွေးတော်နန်းနဲ့ရိုက်စီရလားလို့နော်အခုလဲ အဲကျွန်တော်ဓာမြတ်ပြည်များတွေးပြီးသားပါတွေးပြီးသားမြင်ပြီးသားဆိုကျွန်တော်လည်းတိတ်ပြီးတော့ထပ်ပြီးတော့ပြောစရာမလိုပါဘူးအဲသူတို့တခုပြောကျင်နေဆိုရင်တော့ထုံးစံတိုင်းပဲကျွန်တော်အောက်မှာမန်လေးတွေမှန်ပြီးတော့ဆဲလို့လည်းရတယ်ကြိုက်တာပြောလို့ရတယ်နော်ကြိုက်တာကိုတွယ်လို့ရတယ်အဲ့မှာပြီးတော့အသက်ကြီးတဲ့လူရှင်တော်တွေတော့ထားလိုက်ပါဗျာနော်အဲဟိုဥပေါ်လေးတို့နော်ပြီးတော့ဥဆံမိုးတို့ဥဆံမိုးတို့အများကြီးပဲနော် ဲ့တော့လူလူကြီးတွေကတော့ကျွန်တော်တို့လည်းမပြောရပါဘူးသူတို့လည်းကုတ်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 ခိုင်းခိုင်းနဲ့အဲမှလည်းဟိုလူကြီးတွေကိုဘန်းပြပြီးတော့အဲနောင်တက်မဲ့လူငယ်တွေရောနော်ပြီးတော့လူရှင်တော့အတူလီမုတ်ဆာတွေပေါ့အဲဒီမှာသွားပြီးတော့ကြံခိုင်ရင်လည်းဖုတ်ပြေပါတီပေါ့နော်မဟုတ်ဘူးပြည်တော်သူကြံခိုင်ရင်ဖီတို့မှာပါတီပြည်တော်သူအကြံဖရရေးခေါင်းခွဲရေးပါတီအဲ့မှာသွားဝင်းရနေကြတဲ့ဒီ နုပညာရှင်လူရှင်တော်တွေပေါ့နော်အဲ့လူတွေလည်းမှတ်ထားပေးကြပါလို့နော်မှတ်ထားပေးကြပါဟုတ်ဝိုင်းကောလောက်ပါနော်မောက်ကွာဒီမှာရိုက်ပေးစလို့တော့စပင်မလုပ်ထားတော့မပြောဘူးပိုသီးဘက်တင်ကခုမှပြန်ပြောစပင်ပြန်ရှိုင်းနေရောစပင်ကအရင်ကြည့်ပါဝေးရတယ်โอเคโอเคဆရာကျွန်တော်တို့ဒီထုံးစံတိုင်းမှာကျွန်တော်ဘောမရက်ွယ်ဟာတာများအစီအစဉ်ဆိုတော့ကဲကျွန်တော်တို့ဒီနေ့ကြည့်ရမယ့် ပြီးကျူဖိုင်ရတော့ဘောမမင်းသားဒီတခါကျွန်တော်တို့ပြောပြတင်ဆက်ပေးမယ်ဘောမမင်းသားတော့ဘသူဖြစ်မလဲဆိုတော့ Okay အတူကြည့်လိုက်ရအောင်เนาะအတူကြည့်လိုက်ရအောင်ဆိုတာခင်ဗျားတို့ကဘာဖြစ်ကျင်နေကြတာလဲလို့မေးတဲ့ကေကျု Okay အတူကြည့်မယ်ထုံးစံတိုင်းပဲဆဲစရာရှိရင်ဆဲမယ်ရည်စရာရှိရင်ရည်ကြမယ်เนาะ Okay စိတ်ထဲမှာဘလို့ပြောလာတယ်လဲဆိုတော့ကျွန်တော်တို့ဒီနိုင်ငံရေး platform ကပျောက်တယ်လို့ဖြစ်ဘာလို့လဲဆိုတော့ platform ကျေးဇူးမှုမျိုးမျိုးကြောက်ရွံ့မှုမျိုးမျိုးနဲ့နိုင်ငံရေးလောက်ရတာကိုပဲအန္တရာယ်ရှိတယ်လို့ပြက်လာ။နောက်တစ်ခုကနိုင်ငံရေးနီလာကအောင်မြင်ပါမလား။နိုင်ငံရေးနီလာကမဖြစ်နိုင်ပါဘူးဆိုတော့တန်လျာတွေလည်းကြီးထွားနေတဲ့အခါကျတော့ပြောရင်နိုင်ငံရေးဘဝကျင်းသွား။နိုင်ငံရေးဘဝကပြတ်သွား။ဟုတ်ကဲ့။နိုင်ငံရေးဘဝကျင်းသွားတော့ဘာဖြစ်လာလဲဆိုတော့စစ်ဘဝကကျင်းလာ။ဟုတ်။ပြောရင်ဘယ်နဲ့ကြိုင်ရတာအပေါက်ကျနေရ။ ဟုတ်ဘူးလေတနက်ကင်ထားတာမကြောက်လို့လည်းမရဘူးလေဟုတ်လားနော်တနက်နဲ့ပဲချိန်ချပြီးတော့ပြည်သူလူထုဟိန်းဟောက်နေတဲ့ကောင်တွေရှိတာလေဟုတ်လားဒီကောင်တွေကတို့လက်ထဲမှာတနက်ရှိတိုင်းလှုပ်ချင်တာလှုပ်နေတာလေနော်ဂန်းနဲ့အနိုင်ကျင့်ဂန်းနဲ့လူဘွားဝန်ဂန်းနဲ့ပြန်တွယ်ပြန်တွယ်မှရမယ်အဲ့လိုလောက်အောင်မလို့ဒါမှမဟုတ်ဒါကြောင့်မို့ဒီလိုအကုန်လုံးကသူပြောသလိုနိုင်ငံရေးဘောင်ကကျင်းလာပြီอืม ဘောင်ကျင်းဆိုတော့ဂျင်းဘောင်ပေါ့ဂျင်းဘောင်နေဂျင်းဘောင်နေကျင်းလာပြီဆိုတော့အဲ့တော့သူကဟိုစစ်ဘောင်ကျဲလာတယ်ပေါ့နော်ပြောရရင်အကုန်လုံးကလက်နဲ့ကင်နေကြောက်နေရဆိုတော့မကြောက်လို့မရဘူးလေအဲ့မှာအကုန်လုံးကခိုင်းနေဖြစ်ကုန်ကြီးအောင်လာမလုံးနဲ့တော့ဆိုတဲ့ဟာမျိုးနော်နိုင်ကျင်းလို့မရတော့ဘူးရေတော့တော့ပြည်သူတွေဘာမှမရှိပဲဆန္ဒပြချိန်မှာသူတို့လက်နဲ့နဲ့ဟုတ်တယ်အာကိုဖိုက်လာတော့အခုပြည်သူတွေကလက်နဲ့ကင်ပြန်တိုက်တော့ဒါဒီမျိုးကြီးပြောလာတယ်ဒါပေါ့ဒါပေါ့ဒါပေါ့ဘာတက်နိုင်မှာမင်းတို့ ဘယ်သူလုံးကမသိတော့ဘူးအခုဖြစ်နေတဲ့ဟာကျွန်တော်အဲ့လိုအခြေအနေမျိုးမှာနိုင်ငံရေးဘုံပြန်ပြီးတော့ကျေရပါဘူးနိုင်ငံရေးပလက်ဖောင်းပြန်ပြီးတော့အခြေထနိုင်ဖို့အတွက်ဟလာဒီနေ့ရန်ကုန်တိုင်းဒေသကြီးရေတော့ခွဲအွန်လိုင်းကြီးဖွင့်ပွဲအခမ်းအနားကျင်းပတာကိုလိုက်ကပလက်ဖောင်းပေါ်မှာကျင်းပပြီလားသူတို့တေးကြတယ်အဲ့ဆိုသူတို့လမ်းပဲရောက်တော့မှဒီပါတီဟမ်ချက်ဖို့ကဒီမှာ ဟိုခုနေနဲ့မှာသူ့အနာကွန်ကြီးထဲမှာပဲပဲနေနေလုံနေချိန်မှာသူကပလက်ဖောင်းမှာကျင်းပါဆိုတော့မချဘူးကိုကိုကြီးပလက်ဖောင်းတော့ဟိုပလက်ဖောင်းမှာလမ်းလို့ရတော့မှာသူကိုကိုကြီးပလက်ဖောင်းကိုပြောင်းလဲကိုကြီးပလက်ဖောင်းကိုပြောင်းလိုက်ဟာမှာကျန်းခံရေးရတော့ပုတ်ပြင်းနဲ့မားရဲ့ကိုအကျန်းဖိုက်နဲ့ဖောက်ခွဲပါတီပြောင်းသူအကျန်းဖိုက်နဲ့ဖောက်ခွဲပါတီပြောင်းသူအကျန်းဖိုက်နဲ့ဖောက်ခွဲပါတီရတော့ဟာ မျိုးနယ်တွေကိုဝင်းနေဝင်းနေတဲ့မှာအမှန်ကန်တွေ့နေတာမျိုးတွေဒီမှာသူကလည်းဘုံပြောင်းနေပြီအဲနော်အဲဘာပဲပြောပြောတုံးတဲ့အတိုင်းပဲနေဖြစ်တော့မယ်နော်ဘာလမ်းပဲရောက်တော့မယ်အဲသူကပလက်ဖောင်းပေါ်မှာသူကနေကျင်တာဆိုတော့လမ်းပဲရောက်တော့မယ်အဲ့တော့ဘုံလိုက်တော့အတိတ်ကောင်းတစ်နေ့ကောင်းမယ်ကျွန်တော်တို့အားလုံးအတွက်နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာမယ်ပြီးရင်ဒီနိုင်ငံရေးပေါ်ကိုဟုတ်ကျွန်တော်ရည်ရည်ကသူဒီမှာဒီပလက်ဖောင်းပေါ်ရောက်တော့သူက အတိတ်ကောင်းသမိတ်ကောင်းပဲဆိုတော့နော်အေးပလက်ဘောင်းပေါ်နေလမ်းဘေးရောက်တော့လမ်းဘေးရတယ်မြောင်းနေရောက်တော့မှာပုံမှန်တော့မဟုတ်ပုံကြစိတ်ကြစိတ်ကျေတဲ့ကျေအောင်ကျေအောင်စစ်ဘောင်းကိုကျင်းတဲ့ကျင်းအောင်တို့လို့လောက်ပါလောက်ဒါသိနေကြည့်ဟုတ်တယ်အဲ့တော့ပြည်သူတွေဓာတ်မှာလည်းပဲဟာလာကျွန်တော်ကဒီနေရာမှာအဓိကပြောချင်တာကပဋိပက္ခမြင်မာတဲ့အချိန်မှာအစိုးတရားကြီးထွားတယ်အစိုးတရားရဲ့ဆိုတာတစ်ဖက်ကိုတစ်ဖက် အာရဒရီအမုန်းတရားတွေနဲ့တိုက်ချိန်ဖို့ခြေဖြတ်ဖို့ကြိုးစားတဲ့အစိုးရတွေကြီးထွားနေတဲ့အချိန်မှာဘာကြောက်သူတွေကအမြင့်ဖြတ်လဲတကယ်ပြတ်မလို့ပြတ်ဖဲဘာကျွန်တော်တို့လက်နက်ကန်ပဋိပက္ခဟာလွတ်လပ်ရင်းနဲ့အတူပေါ်လာတာအနည်း80%နီးတာအဲ့လိုလက်နက်ကန်နီးလဲတဲ့အခြေမထွက်ပါဘူးဆိုတာရှင်းတယ်ဒါဆိုရင်နိုင်ငံရေးနီးလဲတဲ့အပြစ်ထွက်သလားဆိုတော့တကယ်တကယ်လူရဲဖြစ်နေတာကနိုင်ငံရေးနီးလဲတာ ကဲမို့လေနိုင်ငံရေးနည်းလမ်းတွေရောဖြည့်ထွက်လို့လားမင်းတို့ကောင်းရယ်အဲမင်းတို့ကစစ်တပ်ကဟမ်အချမ်းပဲစစ်တပ်ကအဖြည့်ထွက်ခဲ့လို့လားကဲခမရတို့တွေဟာ88တဲ့လို့လားအခုချက်ညီခဲ့ဘာဖြည့်ထွက်လဲကဲပြောဟမ်ဒီကောင်းလေးလက်ထဲမှာလက်နဲ့ရှိတော့ဒီကောင်းလေးလှုပ်ရှင်တာလှုပ်နေမှာမဟုတ်ဘူးလားဟမ်ဒီကြားလေဒီကြားလေပြော นี่ตัวยีอ่ะเลยกูเอ้าจังบ่มายกกว่าหาตาเมียมาแกยีอ่ะอ๋ออาจารย์บ่มายกกว่าหาตาเมียเอ้ตูอ่ะตูอเม็ดเป็ดหลุล่ะเตียวๆอาการะเดมงเตียะดิอะไรบดุเลิกแค่ล่ะอืมเมย์ပြောเยล่ะเมย์ออนไลน์เลิกแค่ล่ะบ่ပြောเยล่ะอืมฮะเมย์ออนไลน์เลิกแค่โหลดีอาการะเดมงเตียะดิโหลผิดอ่ะเมย์ออนไลน์มาหมอกเมย์ออนไลน์อาชีพอ่ะโบพွားดิอืมตูเนี่ยปะทวยดิโกดคิดเสร็จๆดิโหลเลิกแค่โหลดาดิอ่ะอเม็ดไม่เป็ดผิดนี่ล่ะอืมเนาะชินล่ะ မင်းတို့အမြင့်ဒီတကားတော့ပြက်မှာမပူနဲ့နော်အမြင့်မပြက်မှာတော့မပူနဲ့ဟဟလာအိုစမာပင်လာတင်လို့ဟာမျိုးတော်မှာရအောင်တွေ့တာနော်အဲ့တော့အမေရိကန်လည်းနော်အမေရိကန်နှုတ်တော်ကလည်းစာထုတ်လိုက်ပြီအေးအဲ့တရီတာတော့မပူနဲ့မင်းအောင်လိုက်တော့ဟိုကတောက်ချလိုက်လေဟဟလာအမြင့်ပြက်ဝင်မှာဟိုမျိုးစီပါတုံးသွားမှာဘယ်လိုဘူကောဆိုတာမျိုးဒီစိတ်နဲ့လက်ပြဖြစ်နေတာဟာနိုင်ငံရေးမျိုးစီးတခုလုံးကဘောသွားလို့လား နိုင်ငံရေးနည်းလမ်းကိုဆောင်ရွက်တဲ့သူတွေချင်းမဲ့ပုံချင်းမဲ့နည်းတွေလိုအပ်ချက်တွေရှိမနေဘူးလားအဲ့ဒါကျွန်တော်တို့ကတန်တုံးတာပို့တယ်အဲ့တော့ကျွန်တော်တို့ကဟာလာနိုင်ငံရေးနည်းလမ်းကိုကျင့်သုံးတဲ့နေရာမှာဘယ်လိုကျင့်သုံးမလဲဘယ်လိုချင်းကတည်းကဆိုတာဒီကိုပြန်ပြီးတော့ဟောမှန်တယ်တန်တုံးတာပို့လို့တယ်အခုလည်းလေးပြောရင်ဟာလာကျွန်တော်တို့နိုင်ငံမှာဟာလာဒီပြည်မကရင်မြန်မာလာတာနဲ့ပြဟာလာစစ်ဘက်ကနိုင်ငံရေးမှာပေါ်ဝင်တဲ့ခက်တဲ့တာကတော့လောက်ကြီးတယ်မြန်မာလူ အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးပဋိပက္ခတွေကိုနိုင်ငံရေးကြီးလဲနဲ့ဖြည့်ချင်းနိုင်တယ်ဆိုတာကိုသက်တည်ပြနိုင်ခြင်းဒါစစ်တပ်ရဲ့ဗဏ္ဍကံယူရဲ့အခက်ကဏ္ဍကိုကျွတ်ဆောင်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကဒီနိုင်ငံရေးပလက်ဖောင်းပြန်ပြီးပေါ်ပေါက်လာဖို့အတွက်ဟောဒီမင်္ဂလာတောင်ညွန့်ညွန့်နဲ့ပြည်သူပါတီရန်ကုန်တိုင်းဒေသကြီးရဲ့ရုံးရှိပလက်ဖောင်းမှာကျွန်တော်တို့ကျင်းပအဲ့ဒါဟာနိုင်ငံရေးပလက်ဖောင်းပြန်ပြီးတော့ပေါ်ပေါက်လာဖို့ကျေဝန်းလာဖို့အတွက်ဒါဟာ အတိတ်ကောင်းသမိတ်ကောင်းပဲလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အစွန်တရားနှစ်ဖက်ကြီးတော်နေတဲ့ချိန်မှာအစွန်တရားနှစ်ဖက်သလုံးလို့လည်းကျွန်တော်တို့ပြောချင်တယ်။အဲ့ပြောပါ။အဲ့တော့တခုကတော့ဗာလဲဆိုတော့အလက်လက်ကင်မှခြောက်ပါရမယ်ဆိုတဲ့အစွန်တစ်ဖက်ကိုလည်းကျွန်တော်ပြောချင်တယ်။ဟုတ်ပြောပါ။အဲ့တော့ဘုမလေးလေးပြောရင်နိုင်ငံတကာနိုင်ငံရဲ့စစ်တမ်းနဲ့တိုက်ပြေဆိုတာဟုတ်လားကျွန်တော်ကတော့မှတ်မှတ်ရရတစ်ပတ်လုံးကျွန်တော်တို့အခုဖြစ်နေတဲ့လက်လက်ကင်ပฏิပတ်ကားတဲ့တက်တန်းရှင်တဲ့ တိုင်းသားလည်းနဲ့တိုင်းသားဖွဲ့ရကောင်းဆောင်ဘုဒ္ဓကွန်တော်ပြောလို့ရတော်သတိရနိုင်ငံကြီးတိုင်းနိုင်ငံရဲ့ခိုင်မာတဲ့ထောက်ပံ့မရောက်ရင်းနဲ့ဘောင်းနေတယ်အဲ့လိုရှင်းရှင်းပဲပြောမယ်အဲ့တော့ကျွန်တော်တို့ကလက်နက်ကင်ကြီးလမ်းနဲ့ကျင်းပတယ်ဟုတ်လားကျိုးသားတယ်ဆိုတဲ့ကိစ္စဟာနှုတ်ချက်ဓာတ်တွေလုံးနိုင်တယ်သို့တော်အပြည့်မထွက်ဘူးအဲ့တော့ကျွန်တော်ကပြောနေတာကျွန်တော်တို့နိုင်ငံကြီးကြီးလမ်းနဲ့ကျိုးပန်းဆောင်ရွက်နေတဲ့ကိစ္စတွေကိုဟုတ်လားရုပ်လုံးကြီးကြီးနဲ့ကျွန်တော်တို့ဆောင်ရွက်ပြေးပါအဲ့တော့နောက်တစ်ခုကတော့ ရွေးကောက်ပွဲမဲမပေးနဲ့လို့ဆိုမဲမပေးရင်ရတာကဘာဖြစ်လဲရွေးကောက်ပွဲကတက်သွားတာလားအဲကျွန်တော်ပေးနေကိုမေးမယ်မဲမပေးနဲ့လို့လုံးတော်လုံးဒီရွေးကောက်ပွဲကတက်သွားတာလားမပြောဘူးရွေးမပြတ်ပါဘူးပြောပေးတဲ့ကိုမေးမယ်ဆိုတော့သူလူတွေပဲမပြတ်ပါဘူးဆိုတော့ဟောအကုန်လုံးကလည်းဒီစကားကြီးပဲနော်နော်နော်ရွေးကောက်ပွဲကမပြတ်ပါဘူးဘသူတွေဖြည့်စီးဖြည့်စီးဘသူတွေဘာလို့ဘာလို့မပြတ်ပါဘူးဆိုတဲ့ဟာကို ဒါစစ်ကောင်စီတဲ့ဘောမာတဲ့အကုန်လုံးကဒါတစ်ချိဟိုအကုန်လုံးတိုင်ပင်မိသားအကွက်တွေတရားပဲတရားပဲအဲ့တော့ဒီသူပြောတဲ့ဒီနိုင်ငံရေးကဟိုနှစ်ဖက်ပေါ့နော်အစွန်းနှစ်ဖက်ဖြစ်နေတဲ့ဟာမျိုးမှာဆိုရင်ဒီမတရားဘက်မှာရောမင်းအောင်ဘာလို့ရှိနေတာလဲနော်ရှိနေဆိုလဲဘာကြောင့်မင်းမင်းအောင်လိုက်ဒါမျိုးတို့ဘုံကျင်းနေပြည်သူတို့တက်ဖြတ်နေတယ်မပြောရဲ့ပြောလေမိဒါမျိုးတွေကြတော့မပြောမနဲ့ဟိုကိုယ့်ကိုယ်ကိုလှုပ်ရှားလို့ရ၊ကင်စားလို့ရတဲ့ ဟာမျိုးလောက်ကိုလူတစုနဲ့နော်လူတစုနဲ့မင်္ဂလာတောင်ညွတ်မြို့နယ်မှာပဲမင်းဘဝကိုပြီးဆုံးမှာပါနော်ကျန်တဲ့နေရာဒေသတွေကိုလည်းလိုက်လံကြည့်ရှုပါဦးနော်ဥက္ကုကိုကြီးသူကလမ်းပလက်ဖောင်းဆိုလမ်းပဲရောက်နေတယ်အဲမြောင်းနဲ့ရောက်တာကြာပါပြီနော်သူနိုင်ငံကြီးဟိုနေ့ကလည်းတမိုင်းလည်းတည်သွားပြီသူ့ဘဝမပြတ်ဘူးဒါဆိုရင်ဘယ်လိုရလမျိုးဖြစ်နေကြလဲအဲ့တော့ကျွန်တော်တို့က အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီရေးနိုင်ငံတော်ဒဏ်မှုညားရေးဖက်ဒရယ်ရေးပြတ်တယ်နိုင်ငံရေးနည်းလမ်းနဲ့ခိုင်ခိုင်မာမာချိုးပန်းနေတဲ့သူတွေကိုမဲမပေးအောင်ဟန်တာတောင်းဆီနေမယ်ဆိုရင်ခင်ဗျားတို့ကဘယ်သူ့ကိုနိုင်နေကြလာလဲကျွန်တော်ပြောရတယ်လို့ကြရတယ်ဘယ်သူ့ကိုနိုင်နေချင်တယ်မင်းကမင်းနိုင်မယ်ထင်လို့လားမင်းနိုင်မယ်ထင်လို့လားလို့ဟမ်စောက်ယူကြီးအသက်ကြီးမှအစဲခံရတာ နော်မင်းနိုင်မယ်ထင်နေလို့လားဩလူငယ်တွေမြေတောင်မြောက်ပါနော်ဒီလိုလူကြီးတွေမြေမြုပ်ပြက်ပါနော်အခုချိန်นี่ तू နိုင်ရင်ဘာတွေနိုင်ရင်နိုင်မသိဩမဝတ်ထားတော့လဲအဝါရောင်နဲ့တတဆစတတဆစညကျွန်တော်တို့ဟိုမင်္ဂလာတောင်ညွတ်ပြည်သူတွေလည်းတော်တော်ဟိုတော်တော်တနာဖို့ကောင်းတယ်တနာဖို့ကောင်းတယ်ဟိုမင်္ဂလာတောင်ညွတ်တစ်မျိုးနေတယ်မဟုတ်ပါဘူးမြန်မာနိုင်ငံလုံးကပြည်သူတွေတကယ်တနာဖို့ကောင်းပါတယ် ။နော်ဒီကောင်တွေကဒီလိုပဲလိုက်ပြီးစိတ်တက်ကလိုက်ပြီးနေကြပါလား။လိုက်ပြီးခင်ကြီးဆိုလိုက်တိုင်းပဲသူဟောပြောဖို့တွေကြီးလိုက်အဖိုးကြီးတွေကြီးပဲအဖိုးကြီးဘွားကြီးတွေပဲလူငယ်တယောက်မှမတွေ့။ခင်ကြီးကဘာလဲဟိုဘိုင်ထဲမှာတနက်ကြီးစံနေရှိတယ်။အေးဟိုကဟိုဘယ်နှခုနတောင်းလား။အဲကြီးစံရှိတနက်ကသူ့ဖင်ချပါလား။ဟုတ်လားတနက်ကသူ့ဖင်ချပါလားကြီးစံနဲ့ဘိုင်ထဲရောက်ပါလား။အေးပါ16ချက်ထိတယ်ဟုတ်လားအေး16ချက်ထိတယ်ဆိုတာခြေစံလေးကသူ့ဘက်ကတော့မထောက်ပါနဲ့ထောက်ပါစေဆိုတာတကယ်ဆောက်ယူလေးဆိုဆောက်ယူ လက်ခါပြီးရဟောဒီလိုလုပ်ရတယ်လက်ခါအဲ့တော့ကျွန်တော်ခဏခဏပြောတယ်ဘာဖြစ်နေတာအဲ့တော့ကိုလှုပ်ချင်တာကိုဖြစ်ချင်တာကိုချင်းချင်းလေးတော့ကြည့်လို့လို့ရအဲ့တော့ဒါတော့မလို့အဲ့တော့လက်နဲ့ပြန်ပြီးခြောက်ပါရမယ်ဆိုတော့အစိုးတစ်ဖက်ကိုပြောချင်တာကတော့နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမဖြစ်ပါနဲ့ကျွန်တော်တို့နိုင်ငံရေးပလက်ဖောင်းကိုပြန်ပြီးတော့ဒီဆုံးပြီကျွန်တော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်ရည်ရည်ချက်ပေါ်မှာတလက်မှမှကျွန်တော်တို့ပြည့်မတော်ဘူးအဲ့တော့ကျွန်တော်တို့ဒီလိုလုပ်မယ်လို့ ်ဟာတို့ကတောက်သွားလို့လားတဲ့ကျွန်တော်တို့တမန်ကိုပြန်ကြည့်လိုက်အစိုးရကြီးကကျွန်တော်ပြောတယ်ဘယ်မှာကြည့်တာလဲဟိုကဟိုကသူကမဟုတ်တော့ကသွားပြောတာသိလားတို့နိုင်ငံရေးတွေမပြတ်မပြတ်ပါနဲ့လေမိုက်ပြတ်သွားပြီမိုက်ပြတ်သွားနိုင်ငံရေးပြတ်ပါအောင်မပြတ်ပါနဲ့နောက်ပြီးတော့ရွေးကောက်ပွဲကိုဖျက်လို့ပြတ်ပါလားတဲ့ရွေးကောက်ပွဲပြတ်မပြတ်မသိဘူး ဒီဟိုတင်နိုင်ငံရေးပလက်ဖောင်းပြက်ပြက်မသိဘူးလောလောဆယ်တော့မိုက်ပြက်သွားပြီအဲ့တော့မပြက်သေးခြင်းလဲဟောပြောပြပြီးတော့ရွေးကောက်ပွဲမပြက်ဟို နိုင်ငံရေးပလက်ဖောင်းလည်းမပြက်ဘူးအေးဒီဘက်မှာကြာဆုံးသွားတဲ့ပြည်သူတွေနဲ့ဟမ်အဲ့လူတွေလည်းမလို့ရှင်းအောင်မြန်လုပ်ပေးနော်နမလို့တွေအေးဆဲဆမ်းမကြီးလေးကမိုက်ပြက်သွားပြီဆောက်ဆုံးမိုက်ဆောက်ဆုံးနဲ့ရှောက်ကျော်နေနောက်တော့လာပါကြွနောက်တော့လည်းမရဘူးဒီရောရင်းနေဟောကူတော့ အဲဒီလိုမျိုးဒါကျွန်တော်တို့ပါတီရဲ့ဓာတ်အင်အားခြေနေပဲအော်ကိုကိုဘန်ကိုတော့မှမိုက်တောင်မှမကောင်းတဲ့ကိစ္စလူများကိုသူကဘလို့လေကူညီရောမှလည်းမသိဘူးကိုဘန်ကိုတော့စီလုံးရင်စီစီလုံးရင်စီလုံးရင်ဆင်းလာမိုက်ပြက်နေတာတော့မပြင်းနိုင်ဘူးကဲတော့ဒါကျွန်တော်တို့ဒါကျွန်တော်တို့ပါတီရဲ့ဓာတ်အင်အားခြေနေပဲဟဲ့ဘာလို့ပြင်မလဲသူသူထက်ထက်ထပ်ပြောလိုက်မယ်နားတော်နေနားတော်နေအဲ့တော့လွန်ခဲ့တဲ့38နှစ်က ကျွန်တော်တို့နိုင်ငံရေးစလို့တော့လေဒီလိုဆင်နေမိုက်တယ်မရှိဘူးဟမ်မိုက်ပြဟလာလမ်းမေးရခေါင်းရပြတ်ထိုးခုံလေးကိုစီးအောင်စားတာဆွဲတယ်ပြီးတော့လှုပ်တော့လှုပ်တော့နဲ့ဘေးကဝိုင်းကင်ထားပေးရတယ်အဲ့ဒီပုံမှာတက်ပြီးတော့ဟောခဲ့တော့ဒီပေးတဲ့လောက်ကတော့တကယ်ကျွန်တော်မိုက်မလို့ဟမ် မိုင်းကပြတ်သွားတော့သူကမကြဒီပေးတယ်လည်းမိုင်းမလို့ဆိုပေးတယ်လည်းတိတ်မမြောက်ဘူးနေပါလေသူ့အဝါတွေပဲရှိမှလည်းလူတယောက်အော်ပြောမလားကြားမလို့ဘလောက်မှမများဘူးလေရှိရှိချင်းချင်းလေးပဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီဘိုးနဲ့စခဲ့တာအဲ့တော့နိုင်ငံရေးပလက်ဖောင်းပြန်ပေါ်အောင်လုပ်တဲ့အချိန်မှာဒီဘိုးနဲ့ပဲပြန်စအောင်ပါအဲ့တော့ကျွန်တော်တို့ကဟလာပြည်သူတွေကိုရေကောက်ပွဲအောင်နိုင်ရေးမဲဆွယ်ဆေးရုံတဲ့ခါကျတော့အဲ့တော့ကိုကိုတိုင်ကဓနရင်အားချိုးတဲ့ခါကျတော့ ဟာလာခင်ဗျားတို့ကိုဘာပစ္စည်းတွေပေးမယ်လို့ကျွန်တော်တို့ကအာမမခံနိုင်ဘူးမပေးလည်းမပေးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဘာတွေပေးနိုင်လဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးပဲပေးနိုင်ဟာနိုင်ငံရေးပါတီဆိုတော့နိုင်ငံရေးရှိမှနိုင်ငံရေးပါတီလို့ပြောလို့ရတာအဲ့တော့ကျွန်တော်တို့အာမခံနိုင်တာကကျွန်တော်တို့မှာနိုင်ငံရေးကတော့အပြည့်အဝကျွန်တော်တို့ကအာမခံတယ်ဟာအဲ့တော့ကျွန်တော်တို့ရည်ရည်ချက်တစ်ချောင်းလုံးမှာနိုင်ငံရေးယုံကြည်ချက်ခံယူချက်အပေါ်မှာပဲကျွန်တော်တို့ခိုင်ခိုင်မာမာရည်ရည် အဲ့တော့ဒီလိုပဲတခြားလုံးလဲရည်ခဲ့တယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးနှီးလောင်းကိုရွေးချယ်တဲ့အခါကျတော့တချို့ကကြောက်သွားလို့လားတဲ့ဟာကျွန်တော်ကကြီးတယ်ကျွန်တော်အစိုးရကပြောတယ်ကြောက်တတ်ရင်နိုင်ငံရေးမလုပ်ဘူးလို့ကျွန်တော်ပြောထားတယ်အဖမှုကြီးတဲ့ဒီတဲ့အဲ့တော့အခုလည်းပဲဒီလောက်ချိန်ချောင်နေတဲ့ဆဲဆုံနေတဲ့အချိန်မှာဟာလာအဲ့ဒီချိန်ချောင်မှုတွေဆဲဆုံမှုတွေကိုရင်ဆိုင်ပြီးတော့လုံနေတဲ့ကိစ္စကထောင်ချမှာတဲ့တောင်ကပို့ပြီးတော့ကျွန်တော်တို့ကဟာလာကြောက်เสียကောင်းနေတယ် ။ဘာကြောင့်လဲဆိုတော့နိုင်ငံရေးသမားကလူချစ်တာထောက်ခံတာပဲလိုချင်တာ။အဲ့တော့လူချစ်ရင်ပြီးရောဆိုပြီးတော့လူကြိုက်များတာတွေချက်ပြောလို့ကတော့ဒီလူလူကြီးကိုကျွန်တော်တို့ကလမ်းမှန်ပေါ်ကျွန်တော်တို့မပို့နိုင်ဘူး။ဒါသူတွေ့ဝိုက်ပြီးဒါအမေစုဆိုတာပါဗျာ။နော်ဘာလဲဆိုအမေစုပြောတာကိုလူတိုင်းကလက်ခံတယ်။အဲသဘောကျကြတယ်။အဲအခုကြိုက်တယ်ဗောနော်ဘေးစုပြောတဲ့စကားလေးဒါကို तू ကပြောချင်တာပြောချင်တာကြိုက်တာကြိုက်တာကြိုက်အောင်ပြောပြီးတော့ဦးဝင်းဖြူပေါ့อืม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 စိုးပါဦးဒီဘေး အဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးခေါင်းဆောင်ဆိုတာလူကြိုက်များတာတွေကြီးပဲလိုက်ပြောလို့မရဘူးအဲသို့တော့ပြောသည့်ပြောလိုက်တာဖြစ်သည့်ဖြစ်တိုက်တာကိုမှန်မှန်ကန်ကန်ကျွန်တော်တို့ကပြောပြီးတော့လူလူကြီးကနားလေလက်ခံလာအောင်ကျွန်တော်တို့ကကြိုးစားမယ်အဲလူကြိုက်များပြီးရောဟာမျိုးတွေကျွန်တော်တို့မပြောဘူးမလုပ်ဘူးအဲ့တော့ဒါကဒါကျွန်တော်တို့ယုံကြည်ချက်ရည်တည်ချက်ပဲအဲ့တော့ဒါကြောင့်မလို့အဲ့တော့အစိုးတရားတပတ်ကိုတော့ကျွန်တော်ပြောပြီနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပစ်ပါနဲ့ဟုတ်ကဲ့ပါနိုင်ငံရေးပလက်ဖောင်းပြန်ပြီးအကောင်မ ကျွန်တော်တို့ပြည်သူတွေတဦးချင်းတယောက်ချင်းပါဝင်ဆောင်ရွက်နိုင်တဲ့နိုင်ငံရေးဟာရွေးကောက်ပွဲနိုင်ငံရေးလက်နက်ကိုင်နိုင်ငံရေးတို့အခြားနည်းလမ်းတို့ဆိုတဲ့ကိစ္စဟာပြည်သူတိုင်းပါဝင်ဆောင်ရွက်မှုမလုပ်နိုင်ဘူးအဲ့တော့မဲပင်းရွေးချယ်တာကြတော့ပြည်သူတိုင်းပြည်သူတိုင်းဥပဒေဘောင်ထဲကနေပြီးတော့သူ့ရဲ့စံတော်ကိုဖော်ထုတ်နိုင်တဲ့အခွင့်အလမ်းပြည့်တယ်အဲ့ဒါကိုဖြက်စီးမပြစ်ပါနဲ့လို့အဲ့ဒီအစိုးရတစ်ဖက်ကိုကျွန်တော်ကပြောချင်တယ်ဆောက်ယူပြီးအဲ့ဒါဆိုပြည်သူတွေရဲ့စံတော်ဖော်ထုတ်လို့ရတယ်ဆိုတော့မင်းတို့အခုကဲ ဘလိုတွေပို့ဝင်လဲပြောလို့ရတယ်ရုပ်ကစိန်ပန်းနဲ့တောင်တူလားတရားဒီကောင်နိုင်လဲချိန်လဲကြည့်မထားဘူးပြည်သူအဲ့နေပြည်သူရဲ့ဆန္ဒပေါ်ထုတ်မှာပြည်သူရဲ့ဆန္ဒရှင်းရှင်းလေးပဲလေပြီးသွားပြီပြီးသွားပြီရွေးကောက်ပွဲလည်းပြီးပဲအကုန်မှုကနိုင်သွားလို့မင်းတို့စောက်သုံးမကြတဲ့အာနာယူတဲ့အာနာသိမ်းသွားတော့အခုတွန်းလှန်နေကြတာအဲ့ဒါကိုဘာတွေဝင်ပြီးအားချောင်းနေရလဲပြည်သူရဲ့ဆန္ဒဘယ်လိုဖို့ပေါ်ထုတ်မလဲမင်းတို့ဒီအခုလောက်တဲ့အတူရောက်ရွေးကောက်ပွဲတော့မှာပြည်သူတွေလိုင်းပေါ်မှာတင်တာနဲ့တင်ဟုတ်လား ။ဆောက်ချက်လည်းမရှိဘူး။ဒီလူဆွဲဖမ်းတယ်လုံနေကြရလေ။နော်။ဆောက်ချက်လည်းမရှိဘူး။ဒါလို့ရဲ့။အဲနောက်တစ်ခု။နောက်တစ်ခုအစွန်းတစ်ဖက်ကတော့ဟလာတဖက်ကိုစန့်ကျင်ခြေမုန်းကျင်တာနဲ့နိုင်ငံရေးသမားအလုံးကိုတိုက်ခိုက်တာ။ဟွန်းအဲ့တော့တက်တူရွေးကတော်တော်မဲတော်ကခဲခဲဆိုတာကပို့ပြီးတော့ဆိုးတယ်။အဲ့ဒါဘာလဲဆိုတော့ ပြောပြပါ။ကဲမင်းပြင်ချလို့လားငါနာမည်ထက်မပြောနဲ့ကိုဧတာ။ချက်တူရတော်တော်မေဘွားကဲကဲတယ်လား။ငါနာမည်ထက်မပြောနဲ့။မာလို့ကိုကိုကြီး။ဆဲပါနေတယ်။ဆဲတယ်။ဒီညကျွန်တော်တိတ်မဆဲဘူးတော့ကျွန်တော်ညကျွန်တော်ဆဲခွင့်ပေးတာလား။ကျွန်တော်နာမည်တော့ပြောနမာလို့။အဲ့လားဟိုထိပ်ပိုင်းကခေါင်းဆောင်တွေကဘာပဲပြောပြောအဲ့လားတပ်မတော်မှာလဲတပ်မတော်ခေါင်းဆောင်တွေမှာအလားအမျိုးမြင်ရှိရှိနဲ့နိုင်ငံရေးကဒီလိုလုပ်လို့မရဘူးပြုပြင်ပြောင်းလဲရမယ်ဆိုတာကိုသူ့ရဲ့ဘိုင်းကသိတယ် ေးတိလီလိုအနာကောင်းတိန်လာလို့ငါလုံးမသားမျိုးတွေရဲ့ငါလည်းတိတော့ပါရှိနေခုလည်းတိတဲ့ကောင်တွေကတိတယ်တဲ့တိတဲ့ကောင်တွေကတိတယ်ဆိုတာဒါမင်းအောင်လိုက်မတိဘူးပေါ့အော်သူပြောချင်တာတော့အဲ့လိုဖြစ်တယ်နော်သူတုံမှာသူတုံလဲမင်းအောင်လိုက်မင်းအောင်လိုက်ကမတိဘူးမင်းအောင်လိုက်ပြောနေနော်ဇော်မဲလုံးခမားတို့ပြောနိုင်ငံကြီးကတည့်ရလူကတည့်တယ်မတည့်ရလူကမတည့်ဘူးနော်အင်းအင်းအဲခက်နေတာကအဲ့လော်ဘီတွေရဲ့ပြဿနာဟာလော်ဘီပါလေအဲ့တော့လော်ဘီတွေကဟိုကတော့ဗါရဲတောင်ပန်းကမ်းပန်းမတည့်ဟဲ့လားကျွန်တော်တို့ နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခင်ဗျာစဉ်းစားကြည့်အလကားနေထောင်လဲသွားနေတာမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံပြုတ်ပြေပြောင်းလဲဖို့အတွက်ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကတက်တက်သားသားပဲပြောရလိမ့်မယ်အင်းအဲ့ကျောင်းမျိုးမင်းတို့เนาะမင်းတို့ကျောင်းမျိုးမင်းတို့ကျွန်စိုးတို့အမင်းတို့ပြောနေတာသဘောရတာအနားယူပါရဲ့အနားယူပါ เนาะအဲဘောမာတွေပြောနေတာအခုတယောက်တော့ဟလာမောင်မောင်တယောက်တော့တယောက်လာရဲ့မောင်တယောက်တော့ဒီဘက်ပြန်ရောက်လာတယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်ကျွန်တော်တို့ဆန်းစိုးတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လဲဟာဒီဘက်မှာကဟလာမယုံတင်ကနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီရန်တွေကြီးကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ ြုပြင်ပြောင်းလဲဖို့ကြိုးစားနေတဲ့သူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။ဟုတ်ပြီ။ကိုဘကိုအရင်ကိုဘကိုအရင်ရှာစားနော်လူများတွေလည်းရှောက်ပြောပြီးတော့အားချောင်းမနေနဲ့ကိုကို lobby ဖြစ်နေလားလဲကိုမသိဘူးဟမ်။စစ်တပ် lobby သူ့ကိုသူပြောဖြစ်မှန်းမသိဖြစ်နေလားသူမသိ နော်ဒီအာနာတင်ထားတာလဲ तू မသိတာမဟုတ် तू သိရဲ့နောက်ပြီးတော့အဲဒီ2021မှာဒီမဲလိမ်မဲခိုးကြောင့်ဆိုပြီးတော့အာနာတင်နေအာနာသူတို့အာနာထိန်းနေပေါ့သူတို့ပြောအာနာထိန်းနေဆိုတာလဲသူတို့ကဟိုလက်ခံတယ်ဘာလို့လက်ခံလဲသူ့ပါတီကမဲဆောက်တမဲမမမရတော့နော်ရားတဲ့ဘဝတည်းပြက်ခံမှုကျွန်တော်တို့ကအမဟိုလူတွေကြားထဲမှာဟာလာလို့လူကပြင်မလားဒီလူကဖမ်းမလားကြားထဲမှာတော့မှဟိုပြည်သူတွတ် ပြည်သူအတွက်ဘဝတွေဆုံးလောက်ခံပြောပေးနေတယ်ဆိုတော့ပြောပါသေးတယ်။နော်မင်းကိုနာမည်ပေးလိုက်မယ်စူပါမန်ကုတ်ကိုကြီး။အဲစူပါမန်ကုတ်ကိုကြီးမင်္ဂလာတောင်ကြီးရဲ့စူပါမန်ကုတ်ကိုကြီး။ Okay ပါအဲ့တော့ညီလေးကြီးကြီးကိုကြီးအဲကျွန်တော်ညီကိုတယောက်ရဲ့ဒီဘောမရက်ွက်ရဲ့ဟာသားများစီစဉ်ကိုကျွန်တော်ဒီမှာပဲအဆုံးသက်ပြီးနောက်နေ့နောက်နေ့များမှာလဲအဲကျွန်တော်တို့ဒီဘောမဘက်ကကောင်းနေဘလို့စောက်တွေလောင်းနေဆိုတာကျွန်တော်လည်း ဘလို့ရေးဆဲအောင်မလဲအဲကျွန်တော်ညီကဲစိန်လဲအားရင်ဝင်ဆဲပဲပေါ့နော်โอเคအဲ့တော့နောက်နေ့နောက်နေ့ရပါလဲအဲဆက်လက်ကြည့်စုဆောင်ရအားပေးကြပါအောင်လို့ပြောချမ်းနေထုံးစံအတိုင်းပဲမိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ